You're Thank you. မင်္ဂလာပါဒီနေ့ music guide ဂီတသင်တဲ့အနေလီဂီတာဟမ်မာနဲ့ပိုးကိုသင်ပေးမှာဖြစ်ပါတယ်ဟမ်မာကျတော့ပေါက်မယ်ပိုးကကျတော့ပြန်ပြီးမှဆွဲမယ်ပေါ့နော် A minor scale ကိုသင်ပေးခြင်းနဲ့6ကျိုးရဲ့5ခွက်ကိုလက်ညှိုးနဲ့ဖြီးပြီးတော့တီးလိုက်မယ်ပြီးတော့လက်တန်းကဒီ6ခွက်ကိုပေါက်မယ်အောက်ကျိုးလည်းလက်ညှိုးကိုတီးမယ်လက်တကြွယ်ပေါက်မယ်နောက်လျှောက်ဆင်းသွားမယ်နှစ်ကျိုးရောက်ပြီဆိုရင်လက်ညှိုးကိုတီးမယ် လက်တန်ရှိကွက်မှာပေါ့မယ်ပေါ့နော်အောက်ကျိုးလည်းထိုနီးလကောင်းပါပဲဆိုတော့လက်ညိုးကိုတီးလိုက်တဲ့တက်ချင်းနဲ့ပေါက်တဲ့တက်ချင်းကအတူတူဖြစ်ရပါမယ်အရန်ကြီးမကွဲပြားဘူးနော်လက်ခက်နဲ့တီးလိုက်တဲ့တစ်ချက်ပြန်ပေါက်တာကျတော့တိုးသွားတယ်ဆိုရင်ကျွန်တော်အများကြီးလေ့ကျင့်ဖို့လိုသေးတယ် Okay ကျွန်တော်ကတော့1 big မှာ notes နှစ်ခုတီးတာကိုကျွန်တော်နည်းနည်းအနည်းတစ်ခေါက်အမြန်တစ်ခေါက်ကျွန်တော်တီးပြချင်ပါတယ်ဟမ်းမို့နော်1 and 2 3 4 တေချာလေးပေါ့နော်ပောက်ပောက်တဲ့အချိန်မှာအတန်ကိုတေချာလေးထွက်အောင်လုပ်ရပါမယ်။နည်းနည်းလေးတန်ပုံလေးနည်းနည်းမြန်လိုက်မယ်။1 and 2 3 4ဆိုတော့သူကလက်ခတ်ကလည်းအပေါ်ကနေ down down ပဲတီးအောင်မယ်။ Okay အဲ့ဒီအတိုင်းပဲ pool ကိုပေါ့နော်။ လက်တန်းကိုဖိထားမယ်တီးလိုက်မယ်ပြီးတော့ပြန်ကုတ်လိုက်မယ်ဒီလက်ညိုးပေါ့နော်ခုနလာလန်းအတိုင်းပဲပေါ့နော်သူလည်းအဲ့လိုပဲလက်ခတ်တီးလိုက်တဲ့တက်ချိန်နဲ့ဒီကုတ်လိုက်တဲ့တက်ချိန်က level 2နေနော်အရန်ကြီးမကွာဟိုင်းနော်အရန်ကောင်းပါတယ်လို့သူလည်1 2 3 4 1 2 3 4 1 2 3 4နည်းနည်းလေးမြန်လိုက်မယ်1 2 3 4 1 င်းတစ်ခုကိုအပေါ်အောက်သွားကြည့်လိုက်မယ်เนาะလုံးဝမနာပဲနဲ့ပေါ့เนาะပထမပေါက်မယ်နောက်ဒုတိယခေါက်ကျရင်ပြန် ham နဲ့တက်လာမယ်เนาะပူနဲ့တက်လာမယ်ပေါ့เนาะ1 2 3 4အလုံးအစင်ပြပါစေအလုံး okay မယ်လို့မျှော်လင့်ပါတယ် page ကိုလည်း like and share နဲ့ကူညီပေးပါ thank you